ွန်တော်မြန်မာနိုင်ငံတော်ကြီးမှာတဘာဝဘေးအနေဆိုပြီးကြာရောက်ခဲ့ကြပါတယ်အထူးသဖြင့်မလင်းဘေးဒင်းဒေသတွေမှာဆုံးရှုံးခဲ့ကြရတဲ့တံမိုးရှိလာတဲ့လူသက်တွေတမိုင်းဝင်အထင်ကြီးရဇေဒီပထိုးတွေများစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်ခင်ဗျာဒီအတွက်ကျွန်တော်တို့အားလုံးထပ်တူစိတ်မကောင်းဖြစ်ရပါတယ်အသက်ရှင်ချန်ခဲ့ကြရတဲ့ကျွန်တော်တို့တယောက်စီတိုင်းအားလည်းပဲအားလုံးအထူးထူဖေးမကူညီရင်ဒီအချိန်ဒီဆိုးကြီးကိုအထူးဖြတ်သန်းလိုက်ကြပါစို့နော် မလင်းတန်းကြောင့်ခံစားနေရတဲ့ပြည်သူတွေနဲ့အတူတူရှိနေပါတယ်။အဲဒီအတွက်ကြောင့်ကျွန်တော်တို့အတူတူအားတင်းထားကြရအောင်နော်။မလင်းဘေးတန်တင်ပြည်သူများကိုတတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ကူညီသွားမှာမို့လို့အားတင်းထားကြပါနော်။ငလင်ဘေးတန်တဲ့ပြည်သူများအားလုံးအားတင်းထားကြပါငလင်တန်ကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက်လည်းမိသားစုနဲ့အတူထပ်တူကြေကွဲခံစားရပါတယ်ငလင်ဘေးတန်တဲ့ပြည်သူများနဲ့အတူကျမတို့တွေအတူတူရှိနေမှာပါအားတင်းထားကြပါ အခုလိုမျိုးငလျင်ကြောင်အားလုံးခက်ခဲနေကြတဲ့အချိန်မှာတဦးနဲ့တဦးဖေးမကူညီကြရင် အတူတူရှေ့ဆက်ကြရအောင်နော်ငလျင်ဘေးဒဏ်သင့်ပြည်သူများအားလုံးအားတင်းထားကြပါအားလုံးအတူဖေးမကူညီကြရင်ဒီအခက်ခဲရတဲ့ရုံထွက်ကြရအောင် fighting ယခုလက်ရှိမြန်မာနိုင်ငံမှာငလျင်တန်ကြောင့်ခံစားနေရတဲ့သူတိုင်းနဲ့အတူရှိနေပါတယ်ကျွန်တော်တို့အားလုံးဒီအခက်ခဲရနေရုံကန်ပြီးတော့ငလျင်ဘေးသင့်ပြည်သူများကိုအားလုံးဖေးမကူညီကြရင်ရှေ့ဆက်ကြရအောင်ငလျင်ဘေးသင့်ပြည်သူများအားလုံးအားတင်းထားကြပါ ငလင်ဘေးဒဏ်တဲ့ပြည်သူများအားလုံးအားတင်းထားကြပါနော်ငလင်တန်းကြောင့်ပြည်သူများ၏အသက်အိုးဝင်စီးစိမ်များပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်လည်းထပ်တူဝမ်းနည်းရပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးအခုလိုခက်ခဲနေတဲ့အချိန်ကာလကြီးကိုအတူတူကဖြတ်တန်းကြရအောင်အားလုံးပဲဖိုက်တင်းပါနော်ယခုမြန်မာနိုင်ငံမှာကြာရောက်နေတဲ့ငလင်ဘေးရနေတဲ့ပြည်သူများအားလုံးအားတင်းထားကြပါခင်ဗျာငလင်ဘေးရနေတဲ့ပြည်သူများအားလုံးနဲ့အတူ ျွန်တော် channel တွေလေးကိုမိသားစုကအမြဲတူရှိနေမှာပါကျွန်တော်တို့တွေအားလုံးဖေးမကူညီရင်းနဲ့ရှေ့ဆက်လိုက်ကြပါစို့ငလင်ဘေးရနေသေးပြည်သူများအားလုံး fighting ပါမကြရင်မီယာဖြစ်ပွားခဲ့တဲ့ငလင်တန်းကြောင့်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေရဲ့အသက်အိုးအိမ်စီးစိမ်ဆုံးရှုံးရတာကိုမျက်ဝါးထင်ထင်တွေ့မြင်ရတဲ့အတွက်ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်ခုလိုအချိန်တွေမျိုးမှာကုံစင်းနှုံးတွေအစမတန်တက်လာတယ်လို့မြင်ရတဲ့အတွက်လည်းထပ်ပြီးတော့စိတ်မကောင်းဖြစ်ရပါတယ်နှိမ့်ချုံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် တဘာဝကပ်ဘေးကြီးကိုကိုချင်းစာရလေးရှေ့ထားပြီးတော့အတူတူဖြတ်ကျော်ကြပါသခင်ဗျာငလင်ဘေးနဲ့ပြည်သူများအားလုံးဖိုက်တင်းပါအားလုံးပဲအားမငယ်ကြပါနဲ့အားမလျှော့ကြပါနဲ့ပြိုပြတ်သွားတဲ့ဇေဒီပထိုးចောင်းကန်နေအားတော့မှာကျွန်တော်တို့တွေမျက်နှိုးတံမိုးထားရတဲ့ကျွန်တော်တို့နှလုံးသားတွေကတံမိုးရှိတဲ့အရာတွေပါကျက်စီးဆုံးရှုံးသွားတဲ့ကျွန်တော်တို့ရဲ့တံမိုးကြီးတဲ့အရာတွေကိုလည်း အဲ့ဒီအတွက်ကိုကျွန်တော်တို့နာကျင်ရပါတယ်ခံစားရပါတယ်။ကျုပ်ပြက်သွားတဲ့အဆောက်ဦးတွေအောက်မှာပိတ်မိခံစားခဲ့ရတယ်။ကျွန်တော်တို့ရဲ့သွေးချင်းညီအကိုတွေအားလုံးအတွက်ကိုခံစားရပါတယ်။ထတ်တူဝမ်းနေရပါတယ်။နိုင်ငံရချားမှာမိသားစုအတွက်မိဘအတွက်ဆိုပြီးအလုပ်လုပ်ကြရင်းနဲ့ခုလိုမျိုးငလျင်ဘေးဒဏ်တင့်ပြီးခံစားရတဲ့ညီကိုမောင်နှမတွေ အားလုံးဘယ်လောက်ကြီးခံစားနေရမလဲဆိုတာကျွန်တော်တို့ထပ်တူခံစားပြလို့ရပါတယ်။အားဒီအတွက်လည်းဝမ်းနေရပါတယ်။ဘာပဲဖြစ်ဖြစ်အားလုံးစိတ်ထဲမှာကြာကြပါနဲ့။ကျွန်တော်တို့တွေကတမြည်တဲ့နေတည်ရဲတောက်တဲ့သွေးချင်းညီကိုမောင်နှမတွေဖြစ်တာမို့အားလုံးရဲ့အနာမှာနှလုံးသားချင်းနီးကပ်စွာနဲ့ဖေးကူကိုအသင့်ရှိပါတယ် လုံးဝစိတ်တက်မကြပါဘူး။အားလုံးအားတင်းထားပါ။ fight တင်းပါ။အခုလိုတဘာဝဘေးရန်နဲ့ငလင်တန်ကြောင့်အသက်အိုးအိမ်ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ပြည်သူများနဲ့အတူကျွန်တော်တို့ channel တွင်ဖို့မှထပ်တူဝမ်းနဲ့ကြောင်းပြောကြရင်အားလုံးပဲအားတင်းထားကြပါနော်။ငလင်ပေးကြောင့်အသက်အိုးအိမ်စီစဉ်ပြောပြသွားမိသားစုဝင်နဲ့အတူကျမတို့အနေနဲ့များစွာဝမ်းနဲ့ကြေကွဲရပါရှင်။ဝမ်းနဲ့မှုတွေအမြန်ဆုံးကုန်ဆုံးသွားအောင်ဒီခက်ခဲကြီးအမြန်ဆုံးကျော်လာနိုင်အောင် တူတူဆူတောင်းကြရင်းနဲ့တက်နိုင်တဲ့ဘက်ကနေကျမတို့အားလုံးဖေးမကူညီကြအောင်ပါ safe for myanmar pray for myanmar